င်္ဂလာပါရှင်ရန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့စိတ်ကြီးခနောက်တို့မြို့နယ်တွင်2025-2026ဘဏ္ဍာနှင့်ဒေသန္တရစီမံကိန်းရိမဲချက်များတာဝန်ပေးရတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်စိတ်ကြီးခနောက်တို့မြို့နယ်တွင်2025-2026ဘဏ္ဍာနှင့်ဒေသန္တရစီမံကိန်းရိမဲချက်များတာဝန်ပေးရပွဲအခမ်းအနားကိုမေလ16ရက်နေ့နဲ့10ရက်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအွေအခမ်းအနားမှာပြုလုပ်ရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင့်ထဲဖော်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှုဦးမြင့်လိုင်းကအမှားစကားပြောကြားပြီးအတွင်ရေးမှုဦးဝင်သိန်းက2025-2026ဘဏ္ဍာနှင့်ဒေသန္တရစီမံကိန်းရည်မှန်းချက်များကိုရှင်းလင်းပြောကြားပါသည်။အဒီနောက်မြို့နယ်စီမံကိန်းရေးဆွဲအကောင့်ထဲဖော်ရေးကော်မတီဥက္ကဋ္ဌမှ2025-2026ဘဏ္ဍာနှင့်ဒေသန္တရစီမံကိန်းရည်မှန်းချက်များအားအကောင့်ထဲပေါ်ဆောင်ရွက်မည်သက်ဆိုင်ရာဌာနများအားရည်မှန်းချက်တာဝန်များအားပေးရကြောင်းသိရပါသည်ရှင်။ဒီသတင်းကိုတော့ဝေယံကပေးပို့လာတာပါ။ thank you